ဘာစီလိုနာအသင်းဟာကျင်းပွင့်ကစားသမားယမအတွက်ယူရိုတန်း400နဲ့ကမ်းလှမ်းမှုရရှိထားတဲ့ဆိုတဲ့သတင်းကိုညှင်းဆန်ခဲ့တယ်လို့မာကာကဖော်ပြခဲ့ပါတယ်။အသက်18နှစ်သားရှိနေသေးပေမဲ့ဘာစီလိုနာအသင်းတော်ရောစပိန်လူရေးစင်အသင်းအတွက်ပါအားအထားရဆုံးကစားသမားတဝက်အဖြစ်ရည်တည်နေတဲ့ယမကို Sorry Club A Hila အသင်းကလာမယ့်ဇန်နဝါရီမှာခေါ်ယူဖို့ယူရိုတန်း400နဲ့ကမ်းလှမ်းခဲ့တာဖြစ်ကြောင်းသတင်းထွက်ခဲ့တာပါ။ ရမားဟာဘာစီလိုနာအသင်းနဲ့2030ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပြီးစုကြီးတွေကပါထည့်တွက်ပါကတနည်းကိုယူရိုသန်း40ဝန်းကျင်အထိရရှိနေပေမဲ့လက်ရှိအချိန်မှာနေပြနဲ့ဆက်ဆံရေးအဆင်မပြေမှုတွေရှိနေတာကြောင့်အသင်းပြောင်းရွှေ့နိုင်ကြောင်းထင်ကြေးပေးမှုတွေလည်းရှိနေပါတယ်။ဒါပေမဲ့ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကကမ်းလှမ်းမှုရရှိထားခြင်းမရှိသလိုရမားကိုလုံးဝရောင်းထုတ်မှာမဟုတ်ကြောင်းပြောကြားခဲ့တယ်လို့မာကာကဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းကရမားကို no for sale လို့တစိုက်ကတ်ထားပေမဲ့ PSG နဲ့ Man City တို့ကတော့အခြေအနေကိုစောင့်ကြည့်နေရလို့သိရပါဗျ။